ဘောလုံးမတယောက်ထပ်ပိုခဲ့တဲ့ရော်နယ်ဒိုရဲ့အိမ်ဖြူတော်ညသာစားပွဲတက်ရောက်မှုအိမ်ဖြူတော်ညသာစားပွဲကိုတက်ရောက်ခဲ့တဲ့ရော်နယ်ဒိုကိုဂုတ်လို့ဒေါ်နယ်ထရန့်ခေါ်ဝေါ်ခဲ့ပြီးတော့ချီးကျူးခဲ့ပါလေဂုတ်ကမ္ဘာအကောင်းဆုံးကစားသမားဒေါ်နယ်ထရန့်ဒီစကလုံးတွေဟာအိမ်ဖြူတော်ညသာပွဲမှာကြားတဲ့တာမန်ချီးကျူးစကားတွေထပ်ပိုပါလေဒါဘောလုံးမတယောက်နဲ့နိုင်ငံရေးသမားတယောက်ကြားမဟာမိတ်အသေးအစပဲဖြစ်ဖြစ်မီဒီယာတင်ဆက်မှုအသေးအစိပ်ပိုင်းတစ်ခုပဲဖြစ်ဖြစ်မြင်ကြည့်အောင်ပါရော်နယ်ဒိုရဲ့အိမ်ဖြူတော်စီသွားမှုဟာတာမန်လေဘက်ခီးတစ်ခုထပ်ပိုပါလေ အင်ဂျီရောအမေရိကန်အမြင့်ဆုံးဂုံသိက္ခာရှိဆုံးနေရာဖြစ်ပါတယ်။ဒါကြောင့်ရော်နယ်ဒိုကဂုံသိက္ခာဖြစ်အတိမတ်ပြုခံရတယ်လို့ဆိုနိုင်ပါတယ်။ရော်နယ်ဒိုအတွက်ကမ္ဘာလုံးဆိုင်ရာပုံရိပ်ကိုမြင့်တင်ပေးတဲ့ကစားမပါ။အင်ဂျီရောညသာစားပွဲကိုတက်ရောက်ခဲ့တာနိုင်ငံရေးနဲ့ပတ်သက်လို့သူမျှော်လင့်ထားတယ်။နိုင်ငံတကာပုံရိပ်တိစောက်တာလို့လည်းဆိုနိုင်ပါတယ်။အောက်စားသမိုင်းနဲ့နိုင်ငံသမားတွေကြားဆက်ဆံရေးအသစ်ကြောင့်အောက်စားလောကနဲ့နိုင်ငံရေးလောကချိတ်ဆက်မှုတွေကနေဘာတွေဆက်ဖြစ်လာမလဲဆိုတာစိတ်ဝင်စားဖို့တော့ကောင်းပါတယ်။ထရမ့်ရဲ့ရော်နယ်ဒိုဂုံးလို့ခေါ်ခြင်းဟာရိုးအခြေချမှုတစ်ခုထပ်ပိုးပါတယ်။ သူ့သားရော်နယ်ဒိုပြည်သက်ဖြစ်တယ်လို့ပြောခြင်းကမိသားစုဆန်တဲ့စိတ်ခံစားချက်ကိုဖန်တီးပေးပါတယ်။ကမ္ဘာစစ်မီဒီယာမှာရော်နယ်ဒိုဩဇာလွှမ်းမိုးမှုရှိတဲ့သူတယောက်ဖြစ်ပြန်လည်တိစောက်ပေးတာမျိုးလည်းဖြစ်ပါတယ်။ Sorry မင်းသားနဲ့တူရော်နယ်ဒိုပါဝင်ခြင်းက Sorry လို့အရှိလေပိုင်းဒေတာရည်နဲ့ American ဆက်ဆိုင်ကိုဒိုးမြင်စေနိုင်မဲ့လမ်းစာတွေမြင်နေရတာမျိုးစီလည်းဦးတည်လာပါတယ်။ဒီညသာပွဲကရော်နယ်ဒိုအတွက်ပုံကိုရကြီးမားတဲ့အောင်မြင်မှုတစ်ခုဖြစ်တယ်လို့ဆိုရမှာပါ။သူနဲ့အတူနေချစ်သူဖြစ်တဲ့ဂျော်ဂျီနာနဲ့တူရော်နယ်ဒိုကဒီညသာစားပွဲကိုတက်ရောက်ခဲ့တာလည်းဖြစ်ပါတယ်။ဒါကရော်နယ်ဒိုရဲ့ပုံကိုရရင်ကျက်မှုပြသနေတာဖြစ်ပါတယ်။ အားလုံးပဲမင်္ဂလာပါခင်ဗျာ Wine Sport ကနေကြိုဆိုလိုက်ပါတယ် Viber 69နဲ့ Fiverr Miss ကစားလို့ရဆိုရင်တော့ Viber နံပါတ်39965လုံး16439ကိုစသွယ်လိုက်ပါအိမ်ပြီးတော့မှအခန့်ချင်းကကဘာစင်အောင်မြင်သူဖြစ်ပေါ်ရင်တိစောက်မှုကိုဘုံဘုံကြီးထွားစေနိုင်ပါတယ်ဒါဘောလုံးမဘွားကနေကဘာစင်ပုံကိုပြောင်းလဲသွားပြီဆိုတဲ့သဘောနဲ့တက်ရောက်ပါတယ်ဒီညသာစားဝဲမှာ Sorry မင်းသားတွေပါဝင်တာကအရေးကြီးပါတယ် Ronaldo ကအခုဆို Sorry Club မှာကစားနေတယ် Trent ဟာ Sorry နဲ့ကောင်းမွန်တဲ့ဆက်ဆံရေးရှိနေတယ် Ronaldo ကြောင့်အားစားနိုင်ငံရေးဆက်ဆံရေးအတွက်တရားတစ်ခုဖြစ်လာခဲ့ရပါတယ် ဒီဖြစ်ရမီဒီယာတင်ဆက်မှုဗျူဟာတစ်ခုအနေနဲ့လည်းကြီးတက်ဖို့လိုပါ रे ကမ္ဘာတော်ဘောလုံးသမားတွေတူပုံတင်ခြင်းကထရန်အတွက်လည်းသူ့ပုံရင်းကိုမြင့်တင်ပေးရရောက်စေပါ रे ရော်နယ်ဒိုစီမှာအမေရိကန်ပရိသတ်တွေအများကြီးရှိပါ रे အခုဒီညသာစားပွဲမှာရော်နယ်ဒိုကိုထရန်ကဂုတ်လိုချီးကျူးလိုက်ပြီးတော့သူသားရော်နယ်ဒိုရဲ့အမေရိကန်ပရိသတ်လို့ထုတ်ပြောလိုက်တဲ့အတွက်အမေရိကန်ကရော်နယ်ဒိုပရိသတ်တွေရဲ့နှလုံးသားကိုဖန်ဆားသွားနိုင်ပါ रे ဒီလိုသာဆိုရင်သူ့ရဲ့သမရသက်တမ်းကိုနောက်ထပ်ဆွဲဆန့်မဲဆွဲပွဲမှာထောက်ကူအောင်နေဖြစ်လာနိုင်ပါ रे ဒါကြောင့်ရော်နယ်ဒိုထရန်ကတဲတညင်လှုပ်လိုက်တာလို့လည်းဆိုနိုင်ပါ रे ဖြစ်ရက်ကအားကစားသမားတွေရဲ့နိုင်ငံရေးအပါဝင်မှုကိုပြသနေပါတယ်။ဒီနေ့ခင်မှာဆိုရင်ကမ္ဘာကျော်အားကစားသမားတွေမှာနိုင်ငံရေးဩဇာရှိလာကြတယ်။နိုင်ငံသမားတွေကလည်းသူတို့ရဲ့ဂျိုးစီဝါအတွက်အားကစားသမားတွေရဲ့ဩဇာကိုအသုံးချလာကြတယ်။အားကစားပရိသတ်တွေပေါ်နိုင်ငံရေးတရားမှုရှိလာတဲ့ဆိုတဲ့အချက်တွေကိုမြင်တွေ့ရမှာပါ။ရိုနယ်ဒိုအားဒီညသာစားပွဲမှာဘောလုံးသမားတယောက်ထပ်ပိုးပါတယ်။စီအာဆေဗန်ကုံသွေးမှတ်တဆရဲ့ကဘာလုံးဆိုင်ရာတိုးချဲမှုလူမှုမီဒီယာမှာတမ်းပေါင်းများစွာသောပြစ်ဒဏ်တွေရှိသူအနေနဲ့လူမှုရေးလွှမ်းမိုးမှုသူကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေပိုင်ဆိုင်သူဖြစ်လို့စီးပွားရေးလုပ်ငန်းရှင်ဒီလိုဂုံပုတ်တွေနဲ့ဒီပွဲကိုတက်ရောက်ခဲ့ရတာဖြစ်ပါတယ် အချုပ်ဆွေရော်နယ်ဒိုနဲ့ထရန့်တို့ရဲ့အိမ်ပြီးတော့တွေ့ဆုံမှုဟာဒါမန်ညသာစားပွဲတစ်ခုတည်းပိုးပါလေရော်နယ်ဒိုတွက်တော့ဒီညသာစားပွဲကသူ့ဘွားရဲ့ဂုံယူစရာအကောင်းဆုံးခိုက်တံတွေတာတစ်ခုဖြစ်ပါပါအိမ်ပြီးတော့မှအမေရိကန်သမ္မတကသူ့ကိုဂုံလို့ခေါ်ခဲ့တာဟာသူ့အတွက်ဘဝင်ခိုက်စရာပါပဲဒါပေမဲ့ဒီဖြစ်ရဲ့နောက်ကွယ်မှာအထက်မှာတင်ပြခဲ့သလိုမျိုးပိုကြီးမားတဲ့အိဒိဗယ်တွေရှိနေပါလေအောက်စားသမားတွေကအခုကဘောလုံးကွေးမြင့်ထက်ပုံမကြီးမားတဲ့ကဘာကြီးမှာပါဝင်နေပြီဆိုတာဒီဖြစ်ကပုံမထင်သာမြင်သာရှိစေကြောင်းပါအားလုံးပဲမင်္ဂလာပါခင်ဗျာ Wine Sport ကနေကြိုဆိုလိုက်ပါတယ် ai bác không sẽ cô này phải vay mấy cái giá luôn để suy nó phải bà nằm ở tàu nhà cô cháu ngã luôn để cháu lý tàu nhà cô ra thuê lại bà